တာလီစော့ပါဒီကနေ့ဧပြီလ7ရက်နေ့ဟာစကြံအစပထမနေ့ဖြစ်တာကြောင့်နရင်စရာသတင်းဌာနရဲ့ပရိသတ်တွေအပါအဝင်ရခိုင်နဲ့မြန်မာတနိုင်ငံလုံးကပြည်သူပြည်သားတွေအားလုံးကိုယ်ဤကျမ်းမာရှင်စိတ်ဤချမ်းသာခြင်းတွေနဲ့ပြည့်စုံကြစေဖို့ကျမတို့နရင်စရာဝိုင်းတော်သားတွေကစုမွန်ကောင်းတောင်းပေးလိုက်ပါရယ်နေဟောင်းကုံဆောင်ပြီးနေတိတို့ကူပြောင်းမဲ့အချိန်တကြံကာလမှာရခိုင်တကြံသတင်းနဲ့ပဲစတင်ထုတ်လွှင့်တင်ပြပေးတော့ပါမယ်ရှင်ကျမကတော့မြန်နင်းခင်ပါ ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အစင်လာကြီးမားတဲ့ရခိုင်ရိုးရာတကြံကိုဒီနှစ်မှလေးစီရဲအခြေအနေတွေကြောင့်ရခိုင်ပြည်တော်ဝန်မှစီစီကားကားကျင်းပနိုင်မှာမဟုတ်ဘူးဆိုတဲ့သတင်းရန်ကုန်မြို့မှာရခိုင်ရိုးရာတကြံနဲ့တာတွေ့ပွဲနဲ့ဖျားကြီးတပ်ပေပွဲတွေကိုစင်လာမပြတ်ကျင်းပသွားမယ်ဆိုတဲ့သတင်းနဲ့ပေါတော်မျိုးနေကအနောက်ရေးမွတ်စလင်ကြီးရွာအနီကို စစ်ကောင်စီကဘုံနှလုံးကြေရှာခဲ့တဲ့တည်င်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလေးဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်အစင်အလာကြီးမားတဲ့ရခိုင်ရိုးရာတကြံကိုဒီနှစ်မှလေစီရဲခြေနေတွေကြောင့်ရခိုင်ပြည်တော်မှစီစီကားကားကျင်းပနိုင်မှာမဟုတ်ဘူးလို့သိရပါဗျ။ရခိုင်တကြံကာလမှာစစ်ကောင်စီကလူစုလူဝေးလို့ရင်ဝီဟင်ဘော်ကလီရင်တွေနဲ့ဘုံကျေးနိုင်တာကြောင့် အနီနီအရရမှာတကြံကိုအချင်းရှုံကျင်းပသွားကြဖို့စီစဉ်ထားကြတယ်လို့သိရပါတယ်ရခိုင်ရွေးရတကြံမှာကျင်းပပြုလုပ်လေရှိတဲ့နတသွေးပွေးကျင်းပတာဖျားရည်တက်ပီတာနဲ့လူငယ်တွေကရေကစားမန်တက်တွေစောက်ပြီးရေကစားဓာတွေကအစာပြုလုပ်နိုင်မှာမဟုတ်တလို့လူစုလူဝေးနဲ့ဖျားအကြောင်းကံတွေမှာလေဥပုပ်တီလာစောက်တီတာပန်းရည်စီမီထွန်းကြီးပူဇော်ဓာတွေကိုလေ လူလက်စော်ကျင်းပပြုလုပ်နိုင်ကြမှာမဟုတ်ဘူးလို့ဒေသခံတွေကပြောဆိုပါရယ်။အာရခတစ်တိုအီအီကလည်းတကြံနဲ့ပတ်သက်ပြီးအချက်၆ချက်ပါစီကန်းချက်ကိုထုတ်ပြန်ပြီးရခိုင်ပြည်သူတွေကိုမြစ်တာရက်ခံထားပါရယ်။အဲ့ဒီအချက်၆ချက်ထဲမှာကားရီနဲ့မြူရော်တွေကိုလေးလေးပြီးရေကစားတာတွေမပြုလုပ်ကြဖို့တားမြစ်ထားတဲ့အပြင် လူစုလူဝေးဖြစ်စေတဲ့တကြံမန်တက်တွေဆောက်လုပ်ပြီးရေကစားတာရှိုးပွဲတွေပြုလုပ်တာ ဖုန်ကြီးကျောင်းတွေမှာဥပုသ်တီလာစောက်တီတာတွေကိုမပြုကြဘို့အချက်တွေလေးပါဝင်ပါရီရခိုင်တကြံပွဲတော်ကိုပြီးခဲ့တဲ့2024ခုနှစ်ကလေတိုက်ပွဲအခြေအနေတွေနဲ့စစ်ကောင်စီကဘုံကျဲမာကိုစိုးရိမ်နေတဲ့အတွက်မကျင်းပနိုင်ခဲ့ဘူးလို့သိရပါရီဒုတိယသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်မြို့မှာရခိုင်ယူရနတာသွေးပွဲနဲ့ဖျားကြီးတက်ပေပွဲတွေကိုစင်လာမပြတ်ကျင်းပသွားမည့်သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့ကြောက်မေးရခိုင်ရွရတဲ့ကြံတာတွေ့ပွေဖျားကြီးတက်ပေပွေနဲ့နေကူဆွန်ကျွေးပွေကိုရန်ကုန်မြို့မှာကျင်းပပြုလုပ်သွားမယ်လို့တင်ပြရှိပါရယ်ဒီပွေကိုရခိုင်စာပေနဲ့ယဉ်ကျေးမွန်အဖွဲ့ရန်ကုန်ကနေကြီးမှုပြီးဧပြီလ13ရက်နေ့မှာရွှေတဂုံစီတီတော်အရှိဖက်အလေးပစ္စည်းရမှာတရှိတဲ့ရခိုင်ပြည်နယ်ဓမာယုံမှာကျင်းပပြုလုပ်သွားမယ်လို့သိရပါရယ်ရခိုင်ရွရတဲ့ကြံရေလောင်းပွေတော်ကို မန်ဒက်တွေဆောက်လုပ်ပြီး အရင်ကရန်ကုန်မြို့တဝနာကွင်းမှာအထူးစီကတိုက်မြိုက်စောကျင်းပခဲ့ပေမဲ့လေကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့နှစ်ကနေစပြီးအခုနှစ်အထိမကျင်းပနိုင်တော့ဘူးလို့သိရပါဗျ။ရခိုင်ရိုးရတကြံမှာနတာသွေးပွေးဖျားရည်တက်ပေပွေးရေကစားမန်တက်တွေဆောက်လုပ်ပြီးလူငယ်တွေအကြားအမျိုးသမီးနဲ့အမျိုးသားတွေအကြားတစ်ဖက်နဲ့တစ်ဖက်ရေကစားရတဲ့ပွေးတော်တွေဟာတမူထူချတဲ့အတွေ့အများပြည်သူတွေစိတ်ဝင်စားမှုကိုခံရတဲ့တကြံပွေးတော်တည်ရလေးဖြစ်ပါရဲ့ရှင်။ ။နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ပေါတော်မြို့နယ်ကအနောက်ရေးမွတ်စလင်ကျေးရွာအနီးကိုစစ်ကောင်စီကပုံနှလုံးကြေရှာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံအတွင်းငလီရင်တန်းကြောင့်ပြည်သူထောင်နဲ့ရှိတည်ဆုံနေတဲ့အချိန်မှာနိုင်ငံတဝမ်းမှာဘုံကျဲတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပါရီမနေ့ကဧပြီလ17ရက်နေ့မနက်7:00နာရီကျော်ကလေရခိုင်ပြည်ပေါတော်မြို့နယ်ကအနောက်ရေးမွတ်စလင်ကြီးရွာကို စစ်လီရင်ကနေပေါင်900ဘုံနှလုံးကြေရှာခဲ့ပါရီအဲ့ဒီလိုကြေရှာခဲ့ပေမဲ့ရာသီဥတုဆိုးရွားနေတာကြောင့်အဲ့ဒီဘုံတွေဟာရွာထဲမှာမကြရောက်ပြီးရွာအနီးမှာကြရောက်ပောက်ကွေးခဲ့တဲ့အတွက်လူထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါရီစစ်ကောင်စီဟာငလီယင်ကစီလုပ်ငန်းတွေဆောင်ရွက်နိုင်အောင်လို့ဆိုပြီးဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့အထိရပ်ပေါင်း၂၀ကြာအပြည့်ရစေးမေးလို့ထုတ်ပြန်ထားပေမဲ့နိုင်ငံအနှံ့မှာလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။ မက်ရှလာ၂၈ရက်နေ့မြင်းငလင်းလုတ်ခတ်အပီးတပတ်အတွင်းမှာ အကျန်းဖက်စစ်ကောင်စီဟာရခိုင်ပအဝင်ဒေတာအများပြားကိုလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုစုစုပေါင်း63ကြိမ်အထိပြုလုပ်ခဲ့တယ်လို့အမျိုးသားညညရေးအစိုးရ NUG ကသတင်းထုတ်ပြန်ထားပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင် ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နီးပြီးတော့တက်ကုန်းမြို့မလိုင်းဝမ်တွင်နဲ့တောင်ကုန်းမြို့တွေကိုဗဟုပြုပြီးဧပြီလ12ရက်နေ့တနေ့လေးမှာငလီရင်ငားကျင် စတိုက်လုပ်ခဲ့သွားခဲ့တယ်လို့မိုးလီဝါတာနယ်ဇလဗေဒညွှန်ကြားမှုအစည်းအဝေးကသတင်းထုတ်ပြန်ထားပါရယ်နီးပြီးတော့တက်ကုန်းမြို့ရဲ့အနောက်ဘက်9မိုင်လောက်အကွာမှာအင်အား၄.၄ရစ်စတာစကေးရှိတဲ့ငလီရင်တစ်ခုလုပ်ခဲ့သွားခဲ့တယ်လို့သိရပါရယ်ဒါအပြင် မန္တလေးတိုင်းမိထီလာခရိုင်မလိုက်မြို့ရဲ့အရှိရှိတောင်ဘက်၃မိုင်လောက်အကွာမှာလေအင်အား၄.၉ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီးဝမ်တွင်းမြို့အရှိတောင်ဘက်၅မိုင်လောက်အကွာမှာလေအင်အားပမာဏ၅.၃ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါရီနောက်ထပ်ဝမ်တွင်းမြို့ရဲ့အရှိအရှိမြောက်ဘက်၉မိုင်လောက်အကွာမှာပဲအင်အား၃.၃ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုလေထပ်ပြီးလှုပ်ခတ်သွားခဲ့ပါရီဒါပြီး အင်အားပမာဏ၄.၃ Richter scale ရှိတဲ့ငလျင်တစ်ခုဟာလေတောင်ငူမြို့ရဲ့အနောက်မြောက်ဘက်၁၃မိုင်လောက်အကောမှာလွတ်ခတ်သွားခဲ့တယ်လို့လည်းသိရပါရဲ့ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မြန်မာအင်ဒင်းချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တကာမြို့တော်အပါအဝင် နေရာအများပြားမှာဧပြီလ၁၇ရက်နေ့ညနေကအင်အား၄ Richter scale ရှိတဲ့ငလျင်တစ်ခုလွတ်ခတ်သွားခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မိုးလေဝသဌာန BMD ကသတင်းထုတ်ပြန်ပါတယ်။ ဒါကနဲ့နိုင်ငံအတွင်းကတခြားနေရာအများပြားမှာပဲညနေ4:52မိနစ်အချိန်မှာငလီရင်လုတ်ခတ်ခဲ့တာဖြစ်ကငလီရင်ရဲ့ပြင်အားက Richter scale ၄ရှိတယ်လို့ Bangladesh မူလဝါဒဌာန BMD ကမူလဝါဒပညာရှင် Golan Mustafa ကမီဒီယာတွေကိုပြောကြားပါရယ်ရိုးတော်တက်ကအပါဝင်နိုင်ငံအနှံ့အပြားမှာငလီရင်လုတ်ခတ်ခဲ့တာကိုတိတိတသာခန်းစားခဲ့ရတယ်လို့လေဒေသခံတွေက ပြောဆိုပါရယ်ငလီရင်ဗဟုချက်ဟာ တကာမျိုးက105ကီလိုမီတာအကွာမှာရှိတယ်ဘရမန်ဘာရီယာနီတဝိုက်ဖြစ်ပြီးဒီကိစ္စကိုဆက်လက်ဆောင်ရွက်နေတော့မှာပဲလို့လေကိုလန်မိုစတာဖာကထပ်လောင်းပြောကြားခဲ့ပါရယ်။ငလီယန်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ကလူအတော်များများက Facebook မှာရေးသားဖော်ပြထားကြပေမဲ့ထိခိုက်ပျက်စီးမှုတည်င်းကိုတော့မရရှိသေးဘူးလို့ဆိုပါရရှင်။ကျမတို့နရင်းစရာရုပ်တံအစီအစဉ်ကို တကြံကာလအများပြည်သူအားလျက်တွေဖြစ်တဲ့ ဧပြီလ23ရက်နေ့ကနေ16ရက်နေ့အထိခိတရယနာထာမှာဖြစ်တယ်ဆိုတာကိုအတိပေးအပ်ပါရယ်။တကြံကာလနေ့တိအခါတမီရမှာအလုံးကျမ်းမှာရှင်လန်းနိုင်ကြပါသည်ရှင်။ကျမတို့နရင်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးရှင်။